မာထိုင်းချစ်ကြည်ရဲ့စပိတ်စည်းပွဲတော်မြောက်ရီမြူရင်ကျင်းပဆွေးနွေးသတင်းကိုတင်ဆက်ပေးတင်ပါတယ်။မြန်မာထိုင်းချစ်ကြည်ရဲ့စပိတ်စည်းပွဲတော်ဖွင့်ပွဲအခမ်းအနားကိုမနီကမနက်9:00နာရီခွဲမှာမြောက်ရီမြူကချစ်ကြည်ရဲ့တရားပေါ်မှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။နှစ်ဖက်နှစ်နိုင်ငံမှတာဝန်ရှိသူများကဂုဏ်ပြုအမတ်တရားလက်ဆောင်များအပြန်အလှန်ပေးရခဲ့ပြီးတော့ချစ်ကြည်ရဲ့စပိတ်စည်းပွဲတော်ကိုဖဲချုပ်ပြဖွင့်နေပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စပိတ်စည်းပွဲတော်မှာပါဝင်ဆင်နွှဲသူတွေကချစ်ချည်ရေးတရားပေါ်ကနေကုံသွေးရေးဆောင်ကုံသွေးရေးဆောင်ကနေ ကျော်လုံးကြီးဖိုးကြီးကျောင်းအထိတပြောတပါဆူပါဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီစပိန်စီးပွဲတော်မှာမြန်မာနိုင်ငံဘက်မှာစပိန်အစီ400နဲ့ထိုင်းနိုင်ငံဘက်မှာစပိန်အစီ1400စုစုပေါင်းစပိန်အစီ1800နဲ့ပါဝင်ဆင်နွေးခဲ့တယ်လို့သိရပါတယ်။နှစ်နိုင်ငံချင်းချင်းရဲ့အတွက်အခုလိုကျင်းပတာဖြစ်ပြီးတော့နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ၊ကုန်သွယ်ရေးလုပ်ငန်းများ၊ချစ်ခင်ရင်းနှီးမှုများ၊ကလေးတွေအနေနဲ့အချင်းချင်းထိတွေ့မှုများ လူမှုစည်းဝါကဏ္ဍများနောင်လာမဲ့ AEC အတိုင်းဝန်းထဲမှာစီကဲတကြဖြစ်ဖို့နဲ့ကော်ပိုရိတ်စနစ်တွေမှတ်ကန်ဖို့အများကြီးအထောက်အပံ့ပြုပါတယ်လို့မြဝရခေအုပ်ချုပ်ရေးမှူးဦးလင်ကိုဦးကပြောကြားခဲ့ပါတယ်။တရင်တစ်ချက်ပဲဒီကျွန်မတို့ဆုံးဖြတ်တော့ဖြစ်ပါလိမ့်ရှင်။